Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့ညကတော့ဒါဘုံမောင်းနဲ့ရှင်ပြိုင်ကစားမဲ့ပွဲရှိတယ်ပေါ့နော်။ထုံးတန်နေပဲကျွန်တော်တို့ဒါဒီ World Round Season နေကျွန်တော်တို့ရှိတယ်။ဒါပြီးလို့ရှိရင် fantastication လေးကျွန်တော်မေးထားတယ်ပေါ့နော် fantastication လေးကျွန်တော်ဒါပွဲစောတယ်ဆိုတော့ရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတော့ကျွန်တော်ပြန်ပြီးတော့ထပ်ပြီးတော့တွေးကြမယ်ပေါ့ဗျာအဲ့ဒီပွဲပြီးပြီဆိုလို့ရှိရင်ရှင်တော့လာမယ့်တစ်ပတ်ကကျွန်တော်တို့အရေးကြီးရတာ semi final ရူပါလိကမ်းမယ်อืม ်ဆိုတော့နီးပြဖြစ်တဲ့ရူဘင်အမ်ဘူရီနေနဲ့ဒီနေ့ပွဲမှာလူစင်းရင်းတွေအပြောင်းလဲသူဘယ်လောက်ထိလှုပ်လာမလဲပေါ့နော်ဒါရီကလည်းကျွန်တော်ဒီစိတ်ဝင်စားဖို့ကျွန်တော်ကောင်းတယ်ဆိုတော့ဒီဘုံမောင်းနေရတော့ပွဲချုပ်သွင်းတဲ့ချက်ဒီမှာဘုံမောင်းရဲ့အချင်းဒီတွေဘာတွေကျွန်တော်ပြောပြခဲ့ပြီးပြီဆိုတဲ့အခါကျွန်တော်တိတ်တော့ပြောရတာမလိုတော့ဘူးဆိုတော့အမ်ဘူရီရဲ့အသင်းအနေနဲ့ကျွန်တော်ဘလူးဘလူးပြောင်းလဲလာမယ်ထင်ကြလေဟိုကျွန်တော်ကတော့ဗျာအမှန်တမ်းပြောမယ်ဆိုပရီးမီးယားလိမ့်မှာပရီးမီးယားလိမ့်မှာတိတ်ပြီးတော့ပေါ့နော်ကျွန်တော်အားလုံးသိတဲ့အတိုင်းမျိုးလင်းစရာမရှိတဲ့အခါကျတော့ ဘုံမောက်လိုအသင်းမျိုးကအနိုင်ကစားဖို့ကမလွယ်ဘူးသူတပြင်းဒီဘုံမောက်ကွင်းကိုကျွန်တော်တို့သွားပြီးတော့ကစားရမယ်ပူလို့တော့မှစိုးသေးတယ်ဘုံမောက်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ဒီမှာ9တောင်9ထားတယ်လို့ကျွန်တော်မထင်ဘူးဘုံမောက်တို့ Crystal Palace တို့ Wolverhampton တို့နိုင်နေဆိုတာနောက်ပိုင်းနေမှာမင်းတိတ်တော်မှာမရှိတော့ဘူးလို့တော့ထင်တယ်တော်တော်ကိုတိုင်ပတ်တယ်ဆိုတော့အခုဒီပွဲမှာလည်းကျွန်တော်တို့ကြည့်ရမှာကတော့ဟို injury ပြဿနာတွေထပ်ပြီးတော့မကြုံရဘူးပေါ့နော် ဒါအပြင်အမိုးရင်ပွဲထုတ်လာတဲ့ကစားမားတွေမှာဘလို့အပြောင်းလဲတွေရှိလာမလဲပေါ့လူငယ်တွေဘယ်နှယောက်လောက်ထိပွဲကစားခွင့်ရမလဲဒါတွေကျွန်တော်တို့ကြည့်ရမှာဆိုတော့ပြီးခဲ့တဲ့ဥပန်နဲ့နဲ့ပွဲတုန်းကလည်း Harry Amos တို့ကစားခွင့်ရတယ်ပွဲချိန်ပြည့် Harry Amos တို့ကစားခွင့်ရတယ် Frederickson တို့ပွဲချိန်ပြည့်ကစားခွင့်ရတယ်ဆိုတော့ဒီနေ့တိုက်စစ်နဲ့ပတ်သက်လို့ Rasmus တယောက်လောက်ပဲရှိတော့တဲ့အခြေအနေမျိုးမှာ Whiteland ကိုအနာပေးပြီးတော့ Chido Obi ကိုပွဲချိန်ပြည့်တုံးလာမှာလားပေါ့ နော်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်အပြောင်းလဲတွေလောက်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဥကာတေးကတော့မဖြစ်မနေပါမယ်ပေါ့နော်။ကက်စမဲရိုလည်းပဲပြီးခဲ့တဲ့တပွဲလုံးသူ့ကိုလုံးဝရအနာပေးထားတာဆိုတော့စီမီဖိုင်နယ်မှာ ready ဖြစ်ဖို့ဆိုလို့ရှိရင်အနည်းဆုံးတော့ဒီပွဲမှာမိနစ်20ဖြစ်ဖြစ်ဒုတိယပိုင်းပေါ့နော်မိနစ်80လောက်မှသူ့ကိုထည့်တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်မြင်ရသင့်တယ်။မဟုတ်လို့ရှိရင်ကြားထဲမှာတအားအဆက်ပြတ်သွားပြီးတော့ကျွန်တော်ကြားထဲမှာနှစ်ပွဲကြီးတော့မြတ်နှစ်ပတ်ကြီးတော့ကျွန်တော်နားတဲ့အချိန်မျိုးဆိုတာမျိုးကတော်တော်ကိုအလှန်ဝေးသွားမှာဆိုတော့ကက်စမဲရိုကိုဒီနေ့ညပွဲထွက်လာတာမြင်ရရင် ကျွန်တော်တို့သိပြီးတော့အံ့ဩစရာတော့မရှိဘူးဒါပေမဲ့ဖြစ်နိုင်ခြေကတော့ဒုတိယပိုင်းမှာကစားလာမှာကပိုပြီးတော့ဖြစ်နိုင်ခြေများတယ်ဖာနန်ဒက်စ်ပြန်ပြီးတော့ပါလာနေနေပေါ့နော်ဒီနေရာမှာဒီကိုဓာတ်လို့ပါနိုင်ဖို့မရှိတော့ဘူးဒါကနည်းနည်းလေးတော့အာယုံတော့နောက်တယ်သူတပြင်ကျွန်တော်တို့ဓာတ်လို့ကိုဒီဘယ်လိုပြောမလို့ဆီမီဖိုင်နယ်အတွက်ထားပေးထားတယ်ဆိုတဲ့အခါတော့မှနားလေလို့ရသေးတယ်အခုကအင်ယူတီဂျုံသွားပြီဆိုတော့ပက်ထရစ်ဒူဂူကိုထည့်ရောထည့်လာအောင်မှာလားเนาะအနာအပေးအောင်မှာလားဒါကကျွန်တော်ရှိသေးတယ် ဝင်းဘတ်မှာဆိုလို့ရှိရင်ပက်ထရစ်ဒူဂူနဲ့အခုလက်ရှိကမာစတာဝီပဲကျွန်တော်ရှိတော့တာဆိုတော့ဒီပွဲကတော့တေချာပေါ့လူငယ်လေးဖြစ်တဲ့ကျွန်တော်တို့ဟယ်ရီအာမက်စ်ကိုထည့်လာတင်တယ်လို့ကျွန်တော်ထင်တယ်ထည့်လာလဲထည့်လာတင်တယ်ပေါ့နော်ဟိုပြီးလို့ရှိရင်ကျွန်တော်တို့ဆီမီဖိုင်နယ်ကျမှဒူဂူနဲ့မာစတာဝီတို့နှစ်ယောက်ကိုကျွန်တော်တို့သုံးမှာလားပေါ့တေချာပေါ့ကတော့ဒူဂူကိုဒီပွဲပွဲချင်းပြေကျွန်တော်တို့သုံးလို့မရဘူးဒူဂူပဲရှိတာမှန်ပြီမဲ့လေလို့ပေါ့နော် ဟယ်ရီယာမက်စ်ကိုပွဲကျင်ပြီးကျွန်တော်သုံးပါမယ်သူ့ကိုကျွန်တော်ဝူပါဟန်နဲ့နဲ့ပွဲမှာမသုံးခဲ့ဘူးဒါအပြင်ကျွန်တော်မှာလူချိုးတို့ပါလို့လည်းကျွန်တော်ရှိနေတယ်ဗောနော်လူချိုးတို့ပါလို့လည်းဝင်းဘတ်တီဖြစ်သုံးလို့ရတယ်ဒါပေမဲ့နီးပြားကတော့ left center back ဖြစ်လူချိုးကိုပိုသဘောကျတဲ့နေမှာကျွန်တော်ပါတယ်ဒါကြောင့်ကျွန်တော်တွေးကြည့်ရရင်အတင်းတွက်ကျွန်တော်နီးပြားဖြစ်သူလောက်ရမယ်အပြောင်းလဲတွေကမလွယ်ပါဘူးအပြောင်းလဲလောက်ဖို့အတွက်လူရှိရင်တော့ထားအောင်များသီလားတချို့အရာတွေကလူကိုမရှိတာနော်နီးပြားအနေနဲ့ပြောင်းလဲခြင်းနေဆိုလို့ရှင်တော့မှာပြောင်းလဲဖို့လူမရှိဘူးဆိုတော့ကတော်တော်ဆိုးတယ် ။ဒါကြောင့်ဘုံမောင်းတဲ့ပွဲစဉ်ကတော့အမိုရင်အတွက်စိန်ခုံမှုတွေများအောင်ပဲပွဲပေါ့နော်။အရာအလုံးတိုင်ပတ်နေပါတယ်ဆိုတော့ပြင်းများတွေမှာကိုရီအတွက်အမြင့်ဆုံးတရီလောက်သာထပ်ပြီးတော့ရနိုင်တဲ့ပွဲမျိုးပဲ။ဘုံမောင်းကွင်းမှာဆိုလို့ရှိရင်ပူတော်စူးစီးတယ်ပေါ့နော်။ဒါပေမဲ့ဗျာဂျင်းနဲ့ဆရာတကူကဘာလဲဆိုတော့ကျွန်တော်တို့အားလုံးတိတယ်မယ်လက်လုံး United ရဲ့ပွဲစဉ်တွေနောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်တွေတို့ဘာလို့เนาะကျွန်တော်ကြည့်လိုက်မယ်ဆိုရင် MOR လက်အောင်မှာကျွန်တော်တို့ဘလူးကစားချင်တယ်လေအသင်းဟာဘလူး performance ပြနေတယ်လေကောင်းကောင်းမြင်နိုင်တယ်ကိုအသင်းကကစားကွက်တွေပါတယ်ပေါ်နေပြီ နော်ပြည်တနာကရတဲ့အခွင့်အရေးတွေကိုဂိုးမသွင်းနိုင်တာနော်ခံစစ်ကအမှားတွေကတယောက်မဟုတ်တယောက်မှားနေတာဂိုးသမားကမှားနေတာအဲ့ဒါမျိုးတွေကကိုအတင်းကိုဆွဲချနေတာဘယ်အတင်းပဲဖြစ်ဖြစ်နော်ကိုဒီကစားကျင်တဲ့ပုံစံတိုင်းကစားနိုင်တယ်ပြိုင်ဘက်ကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေရှိတယ်ကျွန်တော်ရှိတယ်ပြိုင်ဘက်ဘက်ကအခွင့်အရေးတွေအများကြီးဖန်တီးဝင်မရအောင်လဲကျွန်တော်ထိန်းထားနိုင်စွမ်းရှိခဲ့တဲ့အပွဲတွေလည်းအများကြီးပဲဒါမှမဟုတ်နောက်ပိုင်းမှာရလက်တွေမကောင်းကြဘူး ဘာလို့လဲဆိုတော့နံပါတ်1ခုနကပြောသလို တိုက်စစ်မှာရတဲ့အခွင့်အရေးတန်းကိုကျွန်တော်အသုံးမချနိုင်ဘူး9ချိန်ရမှ2ချိန်တော့ဂိုးပေါက်တည်တာဗျာဂိုးတကူရဖို့အတွက်6ချိန်တော့အနည်းဆုံးကံအမဲချိန်ဒီမျိုးဖြစ်နေတယ်ဆိုတိုက်စစ်နဲ့ပတ်သက်လို့ရှိရင်လက်ရှိအသင်းနိုင်ပွဲတွေမရနေခြင်းရဲ့အကြောင်းရင်းတွေပဲနိုင်ပွဲမရခြင်းအကြောင်းရင်းကတိုက်စစ်အားနေလို့ပဲဒါပေမဲ့ရှုံးနေရတဲ့အကြောင်းရင်းကခံစစ်ဒီနေရာမှာခံစစ်ကတော့သူ့ဟာနေသူဟုတ်နေတာဆိုတော့အချိန်ညံကောင်းပြီဆိုရင်အမှားတွေလုံးလိုက်ရမှအချိန်လေးကတိုင်ပတ်လိုက်ရမှ သိလားအဲ့လိုမျိုးတွေဒါဘလို့မှအဆင်ပြေမနေဘူးဗျာသိလားဒါကြောင့်ဗောနအတင်းအတွက်တော့ကျွန်တော်တို့ဘလို့ပြောမလဲဒီအချိန်ကြီးကအဲ့လောက်ကြီးဒီစူးစူးဝဝကြီးတွေတော့ဖြစ်မနေဘူးဒါပေမဲ့ရလက်ကတော့စူးဝတာဗောနရလက်တို့အဆင်ရည်တည်မှုတို့ကတော့တော်တော်လေးစူးဝတဲ့နေရာမှာပါတယ်ဒါပေမဲ့လည်းလို့ဘလို့ပြောမလဲအတင်းတွက်ကိုခန်းစစ်စားမားတွေဗောနလက်ရှိအမားတွေဘာတွေမလုံးကြဘူးဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဗျာအခုဥပိုင်းနဲ့ပွဲမှာလည်းကျွန်တော်ကြည့်ပါလား ပေးလိုက်တဲ့ free kick တလုံးကနေကျွန်တော်ကိုနော်အဲ့လုံးနဲ့ပဲကျွန်တော်ပြီးသွားတယ်တကယ်တမ်းကိုဘက်မှာကဂိုးတွေက2ဂိုး3ဂိုးလောက်ကျွန်တော်ရမှာမရခဲ့ဘူးဆိုတော့ Tyson နဲ့ Kansas မှာပြဿနာတွေကဘောနော်ကျွန်တော်တော်တော်ကြီးတယ်ဆိုတော့အဲ့လိုမျိုးတွေအချိန်ကြီးကောင်းနေဆိုရင်တော့ဘုံမောင်းနဲ့ပွဲစဉ်မှာလည်းကိုတွေဘုံမောင်းကတရားတိတအားကောင်းနေဆိုပေမဲ့လို့အနေနဲ့အန်ဒီရဲ့ပေးနိုင်စွမ်းရှိတယ်လို့ကျွန်တော်မြင်နေပေါ့နော်အညီကတို့နေနေရောဘယ်ဘလို့ထင်ကြလဲကျွန်တော်တို့ဘုံမောင်းနဲ့ပွဲမှာဘယ်လောက်ထိရက်လက်ဒီကောင်းနိုင်လဲလို့ညီကတို့မျှော်လင့်ကြလဲအဲဆွေးနွေးကြပါအောင်ဆိုတော့ ျွန်တော်တို့အနေနဲ့ဒီ watch channel အစီအစဉ်မှာပြန်ပြီးတော့တွေ့ကြမယ်ပေါ့နော်ကြည့်ရှုပါဘယ်နဲ့ဒီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်